ကြည်ကောင်းကျော်ခိုင်ရဲ့ Moy Life Stay Grows လို့အမည်ပေးထားတဲ့6ချိန်မြောက်တကူတော်ပကြည်ပြပွဲကို Channel 24မြန်မာမှာရိုက်ကူးတင်ဆက်ပေးလိုက်ပါရရှင်။ ဒီပြဝဲမှာတော့ပကြီးဆရာကကျမတို့နေ့စဉ်မြင်တွေ့နေကြဘတ်ကားမှတ်တိုင်ကလူတွေမြင့်စိတ်ကမ်းမှ လူကြီးကလေးအရွယ်ဆုံးနဲ့လမ်းဖြတ်ကူဖို့မြင်ကြမှာစောင့်စားနေကြတဲ့သူတွေကလေးများမိန်းမများနဲ့ယောက်ျားတွေဖြင့်ဘာသာကြားလူမျိုးတွေရဲ့လက်တလောခံစားနေကြရတယ်။သူတို့တွေရဲ့စိတ်ခံစားရမှုဖုံဖုံတို့ကို မျက်နာတွေပေါ်မှာ တိတိပပတွေ့မြင်ထက်တူခံစားရအောင် ပုံဖော်ရေးဆွဲထားတယ်။ခံစားမှုရတာမြောက်အရွယ်အစားကြီးမားတဲ့ပကြီကားကြီးတွေကိုတွေ့မြင်ရခဲ့ပါတယ်။ နော်နာမယ်ကောင်းကြော်ခိုင်းပါဟိုဒါကတော့ကျွန်တော်ရဲ့ဟို6ကြိမ်မြောက်ဆိုလို့ပေါ့လေဟိုဈာမအောင်စုပွဲတွေကတော့အများကြီးပြောက်ပါတယ်အဲ့ဒီပွဲလေးဖြစ်ပေါ်လာတာကဒီလိုပြကျွန်တော်တို့ဒီရန်ကုန်မှာနေရတဲ့ဒီပြည်သူလူထုတွေရဲ့85ရာခိုင်နှုန်းလောက်ကကျွန်တော်တို့လေဟိုလိုင်းကားအသုံးပြုကြတယ်ပေါ့လေလိုင်းကားစီးကြတယ်ပေါ့အဲ့တော့ကျွန်တော်ကိုယ်တိုင်လေးအဲ့ဒီထဲကလူတစ်ယောက်ပဲ ျွန်တော်တို့ကနေတဲ့ဒီဘောတော့လာလှရှာတာဒါ line ကစီပြီးတော့ကြရတယ်အဲ့လိုပေါ့လူများစုအဲ့တော့ကျွန်တော်အဲ့ဒီ line ကလည်းစီရင်တဲ့အဲ့ဒီလူအုပ်ကြီးတွေပေါ့အခုကျွန်တော်ပကြီးကားထဲမှာပါတယ်အဲ့ဒီလူအုပ်ကြီးတွေကိုကျွန်တော်ကတတိထားမင်းတယ်အဲ့ဒီမှာအဲ့ဒီလူအုပ်ကြီးတွေရဲ့ခံစားမှုလေးတွေဟိုတနေ့ကုန်တကယ်ကိုဒီဟောလေအလုပ်တွေလုပ်ပင်မအဲ့လိုအနေထားလေးမှာညအိမ်ပြန်မဲ့အချိန်လေးပေါ့နော်အကုန်လုံးဟိုနွမ်းလျပေါ့မောပန်းပါညာအိမ်ကိုအရင်ရောက်ရှင်ကြတာတော့ เนาะကိုမကိုသားသမီးကအိမ်မှာဘလို့ရှိမလဲဆိုရင်ရောက်တောင်းကြရတာတော့ဒီတိုင်းနေတဲ့သူပေါ့လှူချမုံလေးတွေပေါ့အဲ့ဒါလေးတွေကိုကျွန်တော်ဒီကျွန်တော်ရဲ့ဒီပကြီကားအဖြစ်ပြန်လေတင်ဆက်ဖြစ်တယ်ပေါ့လေအဲ့တော့သူတို့ရဲ့ emotion နဲ့ကျွန်တော်ယူခံစားရတယ်ကိုကိုတိုင်းလေးအဲ့ဒီမှာပါနေတယ်အဲ့ဒီခါကျတော့ကျွန်တော်ရဲ့ဒီကျွန်တော်ကြွန့်နေတဲ့ဒီပကြီပညာရဲ့နဲ့နေပြီးတော့အဲ့ဒီလူတွေ emotion တွေကိုပြန်လေဖွှစ်ဆိုတဲ့သဘောပေါ့လို့အာဒီပွဲမှာဗျာ အကုန်လုံးကတော့ဟာဆေးငါးကပေါ့အကြီးကဆေးငါးကအကြီးဆုံးကတော့ဒီကပေါ့ဗျာဒါပေ30ရှိပါတယ်နော်ပေ30ရှိပါတယ်အငယ်ဆုံးက57ပေါ့ခဏပေ9ပဲပေါ့လေနော်ဒါလည်းအငယ်ဆုံးအဲ့ဒီဆေးငါးကပါဗျာကျွန်တော်တနှစ်ပေါ့ဟိုတနှစ်အချိန်ယူရတယ်ဗျအချိန်ယူတယ်ဒီကြားမှာဟိုပါပေါ့တခါတလေမှာကျွန်တော်ရင်းနေရင်းနဲ့ဟိုဟွာလေးတွေရှိတယ် ဟိုဘယ်လိုပြောမလဲတိန်နင်းနေလှုပ်ခတ်တော့တာပျောက်တော့တယ်လို့မျိုးပေါ့ပျောက်တယ်တော့မဟုတ်ဘူးအာနေတော့တဲ့အချိန်တွေရှိတယ်အဲအဲ့လိုအချိန်တွေကြလဲပြန်ပြီးတော့ကျွန်တော်ဒီဒီကျွန်တော်ရဲ့ဒီပကြီးကားတွေမွေးဖွားရနေရာပေါ့လေနော်ဒီလူအုပ်ကြီးတွေရှိတဲ့နေရာတွေတော့ပြီးတော့ပြန်ပြီးတော့အဲ experience ယူတယ်ပေါ့လေနော်အဲ့လိုယူပြီးတော့ကျွန်တော်ပြန်ပြီးတော့စ조사တင်ဆက်တာပါအကုန်လုံးကတော့စီစဲတွေများပါတယ်အခရလီကတော့နှစ်ကားလောက်ပဲပါတယ်ပေါ့နော် ။နောက်ဒီနေရာမှာပြဖြစ်တာကလည်းဟိုအခြေဝန်းကောင်းတာလေးရှိတယ်လို့နောက်တစ်ခုကဒီကျွန်တော်တို့လက်ရာတွေကို ပကြီးဆရာတွေဟိုပကြီးနဲ့ပတ်သက်တဲ့လူတွေတည်တန့်ရဲ့ခံစားကြည့်ရှုတာမျိုးမဟုတ်ဘူးကျွန်တော် public ပေါ့။အာဒီနေရာမှာကြတော့ကျွန်တော်တို့ဒီပကြီးနဲ့နည်းနည်းစိမ့်တဲ့လူတွေကစားဒါလာရောက်ကြည့်ရှုလို့ရတယ်ပေါ့နော်။ပို့ပြီးတော့သူတို့ကလည်းရောက်နေကြတယ်။နောက်ကျွန်တော်တို့ရဲ့ဒီ ဟို generation လေးတွေကလေးလေးတွေចောင်းသူចောင်းသားတွေကစဒီနေရာမှာကြတော့ဒီလိုဟိုပါလေဖြစ်နေတော့ကျွန်တော်တော်တော်ဝမ်းသာပါတယ်ဒီနေရာမှာပြခွင့်ရတာလေ public နဲ့ art နဲ့ဒါနင်းစဲမှုပို့ရတဲ့ထင်လို့ပါဗျဟုတ်အတိကဒီလိုပြကျွန်တော်ကဟိုပါလေ2006မှာရန်ကုန်ပြည်ဘူးចောင်းကဆက်ပါတယ်ဟိုចောင်းတုံးကတော့အစုံတင်ရတာပေါ့ဗျာ stay light တို့ဒါဟိုချူခင်းရတာတို့လူပုံတွေအကုန်အကုန်အစုံပေါ့ဒါပေမဲ့အဲ့ဒီတည်းမှာကျွန်တော်လူကိုပိုစိတ်ဝင်စားတယ်ဘာဖြစ်လို့ ဟိုလူကားဒီတုံးပြန့်မုံအားပို့ပြီးတော့ဟိုလူရှိတယ်လို့ကျွန်တော်ကျွန်တော်ထင်တယ်အဲ့ဒါကြောင့်ကျွန်တော်ဒီဟိုဟာပါလေဟိုရှုခင်းနေပါလေရေးတာနေပါလေလူကိုကျွန်တော်တအားစိတ်ဝင်စားတယ်ဒီလူတွေရဲ့ emotional တွေလူတွေရဲ့ဟိုဟာတွေနောက်ကျွန်တော်တို့ရဲ့ကဘာကြီးဆိုတာလေဒါလူတွေကဟိုဟာဖြစ်တဲ့အဓိကပေါ့နော်အဲ့လိုမျိုးအဲ့ဒီအဲ့ဒါကြောင့်ကျွန်တော်လူတွေကိုဟိုရေးဖြစ်တော့တာအစောပိုင်းကကြာတော့တကယ် reality တွေကို အရေးများပါတယ်ကျွန်တော် realization ဆန်ပါတယ်ပထမ first solo တို့ second solo တို့ကနောက်ပိုင်းတဖြည်းဖြည်းနဲ့လေကျွန်တော်အဲ့ဒီ realistic ရင်းနေရင်းနဲ့ဒီ emotional ဘက်ကိုပို့ပြီးတော့ပေါ်ပြရှင်လာတယ်ဥပမာဝမ်းနေနေဆိုလဲဝမ်းနေတာကြီးကိုပျော်ရင်လဲပျော်တာကြီးကိုပေါ့နော်အဲ့လိုစိတ်ငြင်းနေတယ်ဆိုစိတ်ငြင်းနေတာကြီးပေါ်အောင်ရေးရှင်လာအဲ့လိုရေးရင်းနဲ့အခုဒီပြပွဲပေါ့လေအခုလုဖြစ်တော်တွေပေါ့ဟုတ်ဒီလိုရေးဖြစ်တော်တာဟုတ်ကဲ့ခင်ဗျာဒီအကြောင်းအရာလေးကိုရေးမယ်ပေါ့ဗျာစိတ်ထိတ်လေးရောက်ပြီအဲ့ဒါကျကျွန်တော်ကပုံမှန်အမြင် scale လေးလုပ်တယ် စကဲလုတ်တယ်အဲ့ဒီမှာဟိုဘတ်စကတ်မတ်တိုင်းတွေမှာလဲသောပြီးတော့ကျွန်တော်အဲ့လိုဝစ်စကဲလေးလုတ်တာရှိသလိုအိမ်မှာလဲသူကသူစူပေါင်းဆဲအဲ့လိုမျိုးတွေလုတ်တာရှိတယ်ဟိုလွယ်ရင်ကျွန်တော်ဥမာမျိုးဓက်ပုံလေးတွေကိုကားတာလည်းရှိတယ်အဲ့ဒါလေးစကဲလေးရတဲ့ခါကျတော့ကျွန်တော်အဲ့ဒီစကဲလေးကိုပထမဦးဆုံးပြကျွန်တော်ထင်တယ်ဗျတိတ်မကြည့်ဘူးဗျဟိုဟာဗော၄၃လောက်ရှိမလားမသိဘူးအဲ့လိုမျိုးလေးကျွန်တော်ရေးကြည့်အဲ့ဒီမှာကျွန်တော်အားမရဘူးဒါပေမဲ့ဘာဖြစ်လို့ကျွန်တော်လူအုပ်ကြီးတွေရေးရှင်တာလူအုပ်ကြီးတွေရေးရှင်တော့ ဟိုလူကြီးထားပါတော့ဗျာပကြီးကားထဲမှာလူမျက်နှာကြီးအခု20လောက်ပါနေတာတိတိလေးတွေဖြစ်ကုန်ရောဟိုကျွန်တော် emotional ကိုကျွန်တော်ပြားချင်တဲ့ mood တွေအဲ့လို concept တွေကိုပြားတာအားနေတယ်အဲ့ဒါနဲ့ကျွန်တော်ဘယ်လောက်ဆိုရင်ဖြစ်မလဲဆိုပြီးတော့လုံရင်းနဲ့ကျွန်တော်ပြားချင်တဲ့ size ဖြစ်သွားတဲ့အခါကျတော့ပကြီးကားကြီးကြီးတော့တယ်ပေါ့လေနော်အခက်ခဲကတော့ဗျာပကြီးကားကြီးတော့တဲ့အချိန်ကျတော့ဒီညာနာအားတစ်ခုတွေမဟုတ်ကာယအားတွေပါသူကဒါဟိုဟာဖြစ်လာတယ်နောက်ပြီးတော့ဖန်တီးရတဲ့အပိုင်းမှာတော့တာဝန်တွေအများကြီးကြီး ကြည်ကြည်ပန်ဖို့လိုတယ်အများကြီးတောင်းပန်ယူမှုလည်းရှိလာရတယ်ပေါ့နော်နောက်တော့ကပြဒီနေရာမှာကျွန်တော်တခုပြောစရာလေးတခုရယ်ဘာလဲတော့အဲ့လိုရင်းနေရင်းနှဲကိုပဲကျွန်တော် concept တွေမှာဘာတခုထပ်တွေ့လာသေးလဲဆိုတော့ကျင်းနေတဲ့လူတွေပါဒီပကြီးကားတွေကိုပါနေတယ်ဆိုတဲ့အာယုံမျိုးပေါ့ဟိုကျွန်တော်ကကျင်းနေကျွန်တော်လည်းပါတာကျွန်တော်ဖန်တီးဆိုရင်ကျွန်တော်ကိုယ်တိုင်ပါတယ်ကဲဟုတ်ပါပြီဒီကျွန်တော်ပြပွေးလာတဲ့လူတွေသူတို့ကိုယ်တိုင်သူတို့ရဲ့ဒီကျွန်တော်ရဲ့ပကြီးကားတွေမှာသူတို့ရဲ့နေရာတွေသူတို့ကိုသူတို့မြင်ရမှာကျွန်တော်ထင်နေဗျအင်း အခက်ခဲကတော့ဗျာကားကြီးတော့ဟိုအခက်ခဲတော့အများကြီးပါတယ်တေယူပို့ဆောင်ကအစဟိုကျွန်တော်တို့ပိတ်တိုးဆေးတို့ကအစပေါ့လေနော်ဒီကားကြီးတော့တော်တော်အခက်ခဲအဲ့ဒါလေးတွေတော့ခြားခြားပွားပွားခြားပွားရတာရှိတယ်တချို့ဟိုကျွန်တော်စီမှာဆေးရောင်လေးတွေဥမာပြည့်အဖြူကုံတော့တွေတို့ဘာတို့အဲ့လိုမျိုးလေးပေါ့ဟိုမှာအပြင်ကမှားရတာတို့ဒါမျိုးအခက်ခဲလေးတော့ရှိပါတယ်နောက်တစ်တေဘာညာကြတော့လေဒီပကြီးကကြီးတော့တဲ့ခါကြတော့အဲ့လိုတကယ်ဘောင်လို့ဖို့တကယ်အကောင်ကြီးရဖို့အတွက်ခြားခြားပွားပွားလုပ်ရတဲ့ဟာမျိုးရှိပါတယ် ဟိုဒါပေမဲ့ကိုပြရှင်တဲ့ artwork တခုကိုရောက်အောင်လို့ကျွန်တော်တို့အတန်းအစုံစူးစမ်းကြတော့ဗောလေနော်အကောင်းပါပြီပြကျွန်တော်တို့ကကျွန်တော်တို့ကကျွန်တော်ကဗောလေဒီအမြဲတမ်းအသေးဆန်းလေးတယ်ဖန်တီမွန်အသေးလေးတယ်အမြဲတမ်းလှုပ်ရှင်နေတာဗောလေနော်အဲ့လိုမျိုးဆိုတဲ့ခါတော့ဟိုနောက်ပိုင်းဟိုဘလို concept မျိုးတွေနဲ့ဘလို့တင်ဆက်မှုတွေလှုပ်ဖြစ်မှာတော့မသိသေးဘူးဒါပေမဲ့ဆက်လက်ပြီးတော့လေဒါအမြဲတမ်းရှားဖွေနေဦးမှာပါနော် ဒါကျွန်တော်တို့ဒီအသက်ရှင်နေသမျှကာလပေါ်ဗျာဒီပကြီတာဝန်လေးကြည်အနုမညာလိုလေးလုံရင်းနဲ့ကျွန်တော်တို့ဒါဆက်လက်ပြီးတော့ရှာဖွေဗန်တီနေအောင်ပါခင်ဗျဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျာ ျွန်တော်ကတစ္ဆာနေပါကြပြာရေးတယ်ပေါ့လေအပကြီးလဲနည်းနည်းပါပါရေးပါတယ်ပကြီးကိုအမှန်ဝါသနာကြီးတဲ့လူပေါ့ကိုကောင်းကျော်ကန်ကိုတော့သူကရေးတဲ့စတိုင်ကတမျိုးမလို့အရင်ကကသူကားတွေကြိုက်ပါတယ်နောက်လူတွေပေါ့လူတွေလူအုပ်စုယူရေးတဲ့ကမှာသူကအဓိကအဖြစ်လဲအခြေခံလူတန်းစားပေါ့ဒီမျက်နှာတွေပေါ်မှာသူရဲ့ခံစားမှုတွေပေါ်နေတယ်အဲ့ဒါကိုကြိုက်တယ်ပေါ့လေဒီဘွဲမှာပို့ကြိုက်မိတာတော့မမြင်မှုတဲ့ကာကြီးတွေပေါ့အရင်ကဆိုရင် ဟိုကွာခတ်သေးသေးပဲတွေ့ဘူးတာပေါ့ဒီမှာတော့တော်တော်ကားကြီးတွေရေးထားတာတွေ့ရပါတယ်အဝင်ဝမှာဆိုသုံးချက်တွဲတယ်ဒီနောက်မှာဆိုနှစ်ချက်တွဲတယ်ပေါ့လေဟိုလက်ရလည်းအရင်ကတည်းကပို့ပြီးတော့အမှုစိတ်ကြလာတယ်လို့ထင်ပါတယ်ဒါမျိုးကခုနကဒီလိုအဆောက်ဦးနဲ့နော်ဒီလိုခေါ်နေတာနေရာယူပြီးတော့ပြလို့ရမယ်နေရာပေါ့နေရာဌာနရောသူပြတဲ့ခုနပကြီကားတွေအရွယ်စားရောနောက်သူတင်ပြပုံတွေရောနော်အယောင်တွေပေါ့လေသူရွေးချယ်တဲ့ subject တွေတော်တော်ကြိုက်ကြိုက်ပါတယ် ီပွဲသူ့ဘယ်လိုပြောရမလဲမသိဘူးမျက်နှာတွေက relation လည်းမဟုတ်ဘူးသူကနော်နောက်ပြီးတော့ဒီဟိုတော့ impressionic ပြောရမယ်သူမျက်နှာတွေကအစကျွန်တော်ကြည့်တဲ့အခါကျတော့မျက်နှာတွေမဲ့ရွက်နေတာကိုကနောက်လူတွေပိန်လိန်နေတာအစတကယ်အခြေခံဒူတန်းစားခံစားနေရတာတွေကိုတင်ခတ်ပြနိုင်တယ်လူပညာသားတယောက်ရဲ့ကနတာဝန်ရလဲတကယ်လူ့ဖွဲ့စည်းရဲ့အခြေအနေတွေကိုထင်ခတ်ပြတဲ့ဒါတာဝန်တရားရှိတယ်လို့ကျွန်တော်လည်းယူဆထားတယ်ပေါ့လေအဲ့တော့အဲ့ဒီအပိုင်းနဲ့ပဲကြည့်ကြည့် เนาะอนุปัญญาမြောက်မှုရပဲကြည့်ကြည့်ပေါ့လေအဲ့တော့သူကားတွေခန်းစားရတာတီးတန့်เนาะထူးထူးခြားခြားခန်းစားရပါတယ်အဲ့တော့သူ့နာမည်တိုင်းမဲ့ခုနကောင်းလဲကောင်းကြော်လဲကြော်တဲ့ပကြီကားတွေလိုပဲယူဆပါတယ် ဲ့ဒီလိုနေစဉ်အခြေခံလူရန်စာဖုံဖုံတို့ရဲ့ဝန်ရီအတွက် တရက်တာရုံကန်လှူရှားပြီးနွမ်းလျအိမ်ပြန်ချိန်မှာဖြစ်ပေါ်ခံစားနေရတဲ့လူတွေရဲ့စိတ်ခံစားမှုမျက်နှာပုံရိပ်တွေကိုပုံဖော်ခံစားရေးဆွဲထားတဲ့ပကြီကောင်းကျော်ခိုင်ရဲ့ Where Lies the Grow လို့အမည်ပေးထားတဲ့ 6ချိန်မြောက်တကိုယ်တော်ပကြီးပြပွဲကိုနဝရီတာလာပကြီးပြကန်းကစီစဉ်ပြီးရန်ကုန်မြို့ဝင်းစည်းများရုံတွေက AIE ခင်မှာနိုဝင်ဘာလ28ရက်နေ့မှာနိုဝင်ဘာလ30ရက်နေ့အထိပြသသွားခဲ့ပါတယ်ရှင်။